ထိသူမရင်သိမ့်မှာတော့တားဖြစ်တဲ့သူကတနေ့တခြားစိုးလာတာတမျိုးခင်မိုးဖြစ်တဲ့သူဦးစိန်မောင်ကလေးဝေဒနာမတက်တာလာတာတမျိုးနဲ့အလုံးမဲမိင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါလာရောက်ကြောင်းတစ်ပင်ဝါပင်တို့ရဲ့အရေးကရွာလေလမ်းမပေါ်ထူချနေပြီးတော့လူကြီးတိတ်ခါအိတ်ချိန်တန်နေပြီဖြစ်တာကြောင့်ကာလာသားတဦးတလီရဲ့ပလွေတန်းလွယ်ပြီးတော့ရွာတိတ်ဆိတ်နေခဲ့ပါတယ်ရွာတောင်ဘက်နာမှာရှိတဲ့တစ်သားချေရန်ရှိအိမ်တလုံးရဲ့အောက်ဘက်နာမှာနွားစာကျင်းနဲ့ နွားချီတိုင်းနေကြမှာတကုတ်ကုတ်နဲ့အလုရှုံနေတဲ့ဦးစိတ်မောင်ကတော့တစုံတရာမကြင်မနဲ့တွတ်တွတ်နဲ့ရရွနေပါတယ်ဦးစိတ်မောင်ကနွားရဲ့အတွေ့ချင်းမိထရာကနေမိကိုတွေဥထွက်လာတဲ့အထိရက်ခတ်ပေးလိုက်ပါတယ်ပြီးတော့မှမိအိမ်ကိုကင်ကအိမ်ပေါ်တက်လာရင်းနဲ့ဇနီးပြည့်သူဒေါ်ရင်တင်းကိုလှမ်းပြလိုက်ပါတယ်မင်းရဲ့သားတွန်းလို့ကတော့လှုပ်လိုက်ပြန်ပြီဟိညနေကနွားတွေကိုတင်းလာတာတကောင်ပါမလာဘူးလေဟင်ဟုတ်လားဘဲကောင်ကြီးတော့ အာတို့ပါလေပြီးခဲ့တဲ့အပတ်ကောင်မှဘဘဲရွာကိုဝယ်ထားတာစိန်မောင်တို့နေထိုင်ရာတန်ဖြူချောင်းရွာနဲ့ဘဘဲရွာဟာဆိုရင်တော့ရွာချင်းထိစပ်မှုမရှိဘူးဆိုပေမဲ့ရန်ကုန်မန္တလေးကလည်းခြားထားလျက်ရှိပါတယ်တို့ပေါ်ရတော့မျက်စိရပါလေပြီးတော့သူ့အရင်တခင်အောင်ရှိရဲ့ဘဘဲရွာဝယ်ပြန်သွားလာမသိပါဘူးတော့ဦးစိန်မောင်ကစဉ်းစားလိုက်ပြီးတော့ခေါင်းကိုတစ်ချက်နှင်းကအေးဖြစ်နိုင်နေဟာကဲပါလေပြောနေရကြတယ်ငောင်းငောင်းပေါ်နေကြနေတပတ်ကလေးလှလိုက်စမအောင်ရှင်သေးရဲ့ ပပဲရောငါလိုက်သွားပြီးတော့မင်းမြန်းအောင်မပါတော့ဟာလေညာမင်းသွားမလို့လားရှင် သွားရမှာပေါ့ဟာမတော်လို့နွားတခုရီနဲ့တွေ့သွားရင်ဘယ်နဲ့လုံးမလဲဒါမှမဟုတ်မျက်စိလဲပြီးတော့ရောက်သွားရင်လဲကြားဆွဲသွားရင်ဂျိုနဲ့ခွာပဲကြံလိုက်မယ်ငါလိုက်မှဖြစ်မှာပါလေမင်းရဲ့သားတော်မောင်အတော့မှမကြပဲဟောင်းဒေါ်ရင်တန်ရဖြောင်းဖြောင်းပြပြပြောလဲမရပါဘူးအိုတော်လူလေးကရရေးရွာရေးလဲလောက်ရသေးရဟိုးကထိန်ပွက်ကလည်းနှီးပြီဆိုတော့ တနေကုန်ပင်မန်းပြီးတော့ဒီရွာနဲ့ရှိတဲ့ဆက်နေရောင်လိုက်အလူခဲရတာပင်မန်းတော်ပေါ်တော့အဲအကြောင်းမမောနဲ့တတိလွတ်သွားဖြစ်နေပါလိမ့်မယ်ဟုတ်တော်လဲဟုတ်ပါတယ်သူတို့တန်ဖြူချောင်းကျေးရွာလေးကဘုံကထင်းကိုကြီးကြီးကျယ်ကျယ်ခက်ခက်နာနာကျမလေးရှိကြပါတယ်ဒါကြောင့်တတင်းကျုပ်လို့ခြေကင်းလက်ခင်းတာပြီးဆိုရင်တော့ရရေးရွာကြီးလောက်တက်တဲ့လူငယ်တွေကရွာစင်လဲပြီးတော့အလူခန်းလေးရှိကြပါတယ်ဒုပ္ပဝိုင်းနဲ့အတိအမောအကခုံနေလဲပါပါတယ်။တပြောတပါကာကြခုံကြပါရယ်။ ဝါနဲ့ဥွှေရိုးပုံအယုတ်ကြီးရက်လုပ်ပြီးတော့စကူနဲ့ကပ်ပုံဖော်ထားကြပါတယ်။ပြီးရင်တော့အဲ့ဒီအယုတ်ကြီးရဲ့လူဝင်ကဘေယာညာရင်ထုတ်ပြီးတော့ကာရင်နဲ့ရွာစင်လက်ကအလှခံကြတာပါ။လူငယ်ရိပီပီပင်မန်းတော့အတော့စားလေးလေးနည်းနည်းပါပါရှိနိုင်လောက်မယ်လို့ဥစိမ်မတော်ဆမိလိုက်ပါတယ်။အခုလဲထုံးလူတယောက်မူမူနဲ့အိမ်ပေါ်မှာသိုးနေအောင်အိပ်ပျော်နေရလေးဖြစ်ပါတယ်။ဒါပေမဲ့ဇနီးဖြစ်သူရှင်သိမ့်စိတ်မကောင်းဖြစ်မှာဆိုလို့ဥစိမ်မကဘာမှထပ်မပြောတော့ဘဲနဲ့တပတ်တစ်ထည့်ကိုအကောင်းပေါင်းပေါင်း ဖြင်းချမ်းတစ်ထည်ကိုပကုံးမော်တင်ကမွေပါကေမချောင်းလန်းဖို့နွားဤတိတ်တို့တချောင်းကိုကင်ပြီးတော့ချောင်းဝိုင်းနေရာနေထွက်လာခဲ့ပါတော့ရင်လာရောက်နေပျောက်ကြားကြနေတဲ့ရွာလေလန်းအတိုင်းရှောက်လာရင်နဲ့ဓမယုံရှိတ်နာစီရောက်တော့ဓမယုံဆောက်ဦးသူတော်များတွေ့မလာလို့ကြည်လိုက်မိပါသေးရဲ့ဒါပေမဲ့မတွေ့ရပါဘူးခါတိုင်းဆိုရင်ဦးသူတော်ကဓမယုံရှိတ်ရတစိုက်မဲအောင်မှာမီးပို့ပြီးတော့ရင်နှွေးကြွင်ဖြက်လာသည်များလူလူအခါရီတောက်ဖို့ဖိတ်ခေါ်ပြီးတော့စကားစမီပြောလို့ရှိပါတယ်အခုတော့မီးအောင်မထုံချပါဘူး ူတို့မရှိ၆ခက်တိတ်ဆက်လွန်တော့လေစိတ်ထဲမှာကြည်ရတာတမျိုးကြီးဖြစ်နေပါတယ်၆ချားစရာလို့လို့ဘာလို့လို့မျိုးပေါ့ဒီကြားရင်ဘယ်နေရာမှမသိဆွဆွငင်ငင်ဦးငင်လိုက်တဲ့ခွေးဥတန်ထော့ပေါ်လာပါသေးရဲ့ဦးစိန်မောင်ကဟိုဟိုတီတီကြည့်လိုက်တော့ဓမရင်အပြင်ဘက်တည့်ရပင်အောင်မှာ လုံပတ်လက်နှစ်ဖက်စာလောက်ရှိပြီးတော့ဝါတပြန်စာလောက်နေနေအရင်မြင်လာတဲ့လူဖြူဖြူကြီးတယောက်မမရဲ့နေအောင်တွေ့လိုက်ရပါတော့တယ်ဟင်းဖျားဖျား ဥစိမ်မောင်ရောင်ပြီးတော့ဖះတလိုက်မိပါတယ်။နောက်သေချာကြည့်လိုက်တော့မှဝါးနဲ့ရက်ထားတဲ့စက်ကိုကတ်ထားတဲ့ဥရွှေရိုလူရုပ်ကြီးဖြစ်နေမှန်းတွေ့လိုက်ရပါတယ်။နာနာဘဝတွေအောင်းပြီလို့ငါ့မှာပြင်ယုံထိတ်သွားတာပဲ။အလူခံတဲ့ခါမှာတော့လူဝင်ပြီးကားလေးရှိရဲ့ဥရွှေရိုရုပ်ကြီးကတဝက်တစ်ပြက်လိုက်ရအောင်မှာပျောက်တိပျောက်ကြတာမြင်နေရတာကြောင့်မှအယုတ်ကြီးရဲ့ပါဇက်ကတော့ဖြင့်ပြုံးနေပါတယ်။ဥစိမ်မောင်ကအယုတ်ကြီးကိုကြည့်ရင်ကြောရစ်စိတ်တယ်လို့ ကြက်သင်းမွေးညင်တွေချကျင်တယ်လို့လို့ဖြစ်လာကြောင်းညနာလွှဲပြီးတော့ရွာပြင်ဘက်စီဦးသားခက်တက်တော့ရှောက်ခဲ့ပါတော့တယ်။ညာမိုးချုံနေပြီဖြစ်တာကြောင့်ဘဘဲရွာကိုဖြက်လန်းရသွားမိတော့မှာပဲပူဆုံးနေပါတော့တယ်။မျက်စိမှားပြီးတော့တော်ရဲမှာချချောင်လဲနေပါတော့တယ်။စောင်းတွင်ကြီးဖြစ်တဲ့အတိုင်းဦးစိန်မောင်ရဲ့နှစ်ဖူးမှာချွေးတွေစို့နေခဲ့ပါတယ်။အမောဖြေကျင်လာတာကြောင့်အိုးဦးဝေးစီကခြေတန်တက်တက်ကြားလိုက်ရပါတယ်။တောကောင်နေမြို့သူပြေးလွှားနေတဲ့တောင်လေးကြားနေရပြန်ပါတယ်။ ော်ရဲတောင်နေဆိုတော့ဒီလိုကြားနေကြသမြဲလည်းဖြစ်ပါရင်အဲ့ဒီအချိန်မှာရုတ်တရက်ဆိုသလိုတဘာဝရဲ့အတန်နဲ့အာလုံးတိကနေပြတ်တောက်ပြီးတော့တိတ်ဆိတ်သွားပါတယ်တက်တာတလုံးနဲ့ထဲ့ပြီးအဖုံးပိတ်ထားခံရတယ်လို့မျိုးထူးထူးခြားခြားအတန်နေမဲ့နေခဲ့တယ်လေယာလည်းလုံးဝမတိုက်ခင်နဲ့ဘာရွေရှားမှုမှမရှိရတယ်လို့ငြိမ်သက်ရက်တက်နေပါတယ်လေမတိုက်ဘူးဆိုကမှပုံနဲ့တကူကထူးထူးခြားခြားထောင်ကနေလွင့်ပြန်လာပါတယ်တော်ရဲဝင်နေကြဖြစ်တဲ့ဦးစိန်မောင်က အခုလိုပြင်နေပုံကတဘာဝမကြမယ်တစုံတစ်ခုကမူမမှန်တော့ကြောင်းချက်ချင်းဆိုသလိုရိမ့်မိလိုက်ပါတယ်တတိနဲ့နေမှာပဲလို့တွေးရင်းနဲ့သူ့ရဲ့ကြိုးရိုးတစ်လျှောက်တောင်းတင်းသွားပါတော့တယ်တရိစံတကောင်ကသပင်ကြားတိုးဝေသွားသလိုတန်နေကြလိုက်ရတယ်ဦးစိတ်မောင်ကပြောင်းနေရဲ့သူ့ရဲ့နွားများလားလို့ခေါင်းထောင်ကြည့်လိုက်ပါတယ်တာကြီးနေမောင်ရေနေမောင်ဖေ့သားကြီးဒီလိုခေါ်တန်ပြုတ်ပြီးထိုင်ရနေထားဖို့အတွက်ခြေလမ်းပြင်လိုက်ပါတယ် ဲ့ဒီခါမှာတော့မဲမဲတတန်ကိုင်းမင်နေကြမှာတုံးဝင်သွားပါတယ်။အဲ့ဒီခါမှာတော့အပင်ကြီးရဲ့ဘေးမှာလူဖက်ကြီးကြီးတယောက်ရွက်နေအောင်တွေ့လိုက်ရပါတော့တယ်။ရှေ့ကိုလင်းကားလန်းကန်တိုးသွားပြီးရဲ့အခါမှာတော့အဲ့ဒီတတန်ကလူမဟုတ်ဘဲနဲ့ဝါးနဲ့အယုတ်ချုပ်ပြီးစက်ကုတ်ကတ်ထားတဲ့ဥရွှေကိုအယုတ်ကြီးမှတွေ့လိုက်ရပါတယ်။ဟမ်ဒီယုတ်ကြီးကဆော့ဆော့တော့ကဓမာယုံကဘေးတရက်ပင်အောင်မှာငါတွေ့ခဲ့တာပါ။ဒါယုတ်ဟောရီတော်တယ်ဘသူထိုင်းမိယူလာတာပါလဲ။ ်ဦးစိန်မောင်ကလက်ထက်ရနွားတုရဲတုတ်ကိုထောက်ထားကရုပ်ကြီးရွှေအောင်ရှောက်လာမိပါတယ်။လာရောက်အောင်မှာတော့သူမြင်နေရတဲ့စက်ကုတ်ရုပ်ကြီးရဲ့မျက်နှာတမျိုးကြီးဖြစ်နေပါတယ်။အရုပ်ရဲ့ပါးစပ်ကပြုံးရင်နေရနဲ့မတူဘဲနဲ့ကျုံးစီအောင်ကောင်းလောက်အောင်တွားဖြဲပြနေတယ်လို့မျိုးဖြစ်နေရပါ။ဦးစိန်မောင်ကစူးစမ်းကျင်စိန်နဲ့အရှိကိုသုံးလေးလမ်းလောက်ထပ်တိုးသွားတဲ့အခါမှာတော့စက်ကုတ်ရုပ်ရဲ့မျက်လုံးအနက်ဆန်ကသူ့ကိုလိုက်ကြည့်နေတယ်လို့မျိုးဖြည်းဖြည်းချင်းရွေလျားသွားကြပါတယ်။ သူ့အံ့ဩလွန်းတာကြောင့်ကြက်တေတေပြီးတော့ကြိတ်လိုက်နေမိပါတယ်။အဲ့ဒီခါမှာပဲအယုတ်ကြီးကမျက်တောင်တစ်ချက်ခတ်လိုက်ပါတယ်။ဦးစိန်မောင်ရဲ့လက်ထက်ကနွားတုတ်ရဲ့ချိန်လုံးနဲ့လွတ်ကျသွားပါတယ်။အယုတ်ကြီးကတိတိတတ်တာပဲနောက်တစ်ချိန်မျက်တောင်ထက်ခတ်လိုက်ပါတယ်။အကြောက်လုံးနေတဲ့ဦးစိန်မောင်စီကိုအယုတ်ကြီးကတရွေရွေနဲ့ချီကပ်လာခဲ့တယ်။အဲ့ဒီခါမှာပဲတေချာကြည့်မိတော့တယ်။အယုတ်ကြီးရဲ့မှာလူဝင်နေရမဟုတ်ပါဘူး။အယုတ်ရဲ့အောက်ပိုင်းမှာခြေတော့လုံးဝမရှိဘဲနဲ့ ငယ်ကြီးအထက်မှာတတောင်လောက်လွတ်နေရင်ဖြည်းဖြည်းချင်းနဲ့ရွှေ့လာနေခဲ့တာပါအောင်မလေးလုံကြပါအောင်မြဦးစိန်မောင်ကတော့အတကုံအော်ဟင်းနဲ့ချေဦးတက်ရပြေးပါတော့ရင်ဦးတရမဲဗယံပတာပေါ့သူ့ရဲ့ခန္ဓာကိုယ်ခြေထောက်နှစ်ချောင်းကတဲနိုင်တဲ့လောက်အစွမ်းကုန်ပြေးပါတယ်နောက်ဆုံးမောဟိုက်လာပြီးတော့ပုံရတာလဲကျသွားတဲ့အထိပဲနောက်တနေ့မနေ့တန်ဖြူချောင်းပေးမှာပုံရတာလဲကျနေတဲ့ဦးစိန်မောင်ရွာသားတွေကတွေ့ရကြအောင်အင်ုံထန်းခေါ်လာကြတယ် ဦးစိန်မောင်ကသတိရလိုက်မရလိုက်နဲ့တစ်ချက်တစ်ချက်အယုတ်ကြီးလိုက်လာပြီအယုတ်ကြီးလိုက်လာပြီဒီလိုရောင်ရမ်းပြီးတော့အဟင့်နေပါတယ်။သုံးရက်မြောက်ညမှာတော့ဦးစိန်မောင်သတိပြန်လည်လာပါတယ်။အစာရောရေပါမဝင်တာကြောင့်ဦးစိန်မောင်ကနေပြီးတော့လေတန်းတက်တဲ့နဲ့သူ့ရဲ့ဇနီးဖြစ်သူဒေါ်ရင်သိန်းကိုအကြောင်းအရာတွေပြောပြနေခဲ့တာပါ။ဖြစ်မဖြစ်ရလေကိုစိန်မောင်ရဲ့ဒီလိုစိတ်မကောင်းတဲ့အတန်းနဲ့ဝမ်းနေစွာငိုကြွေးနေပါတော့တယ်။ဒါဖြစ်တဲ့သူကလည်း တနေ့တမျိုးမရောရလျောင်ထရင်နဲ့အရမူပြီးတော့မိခင်အိုကြီးနဲ့ဖခင်ဖြစ်တဲ့သူမေယောကဖြစ်ချင်တိုင်းဖြစ်ပြီးတော့ထင်တိုင်းအောင်ကျင်းနေပါတော့တယ်။ဒါဖြစ်တဲ့သူကလည်းတန်ဖြူချောင်းတရွာရင်းနေမဝိုင်းငယ်ကိုတနေ့တနေ့ပိုးရပန်းရနဲ့အချိန်ကုန်လူပင်ပန်းဖြစ်ကမိဘလုံငုံလေရလုပ်ငန်းကိုလေလုရှုကတကြောင်ဥစိတ်မောင်မလေးစိတ်ကျမ်းမကြီးကြောင့်နေထိုင်မကောင်းတာတကြောင်နဲ့သူတို့အရင်စီပွားရေးကတော်တော်ဆူဆူရွရွနဲ့ထိပါလာပါတော့တယ်။ဇနီးဖြစ်သူမရင်သိမ့်မှာတော့ ဒါဖြစ်တဲ့သူကတနေ့တခြားဆိုးလာတာတစ်မျိုးခင်မုန်းဖြစ်တဲ့သူဥစိမ်မောင်းလေးဝေဒနာမတက်တာလာတာတစ်မျိုးနဲ့စိတ်တော်ကအဖုံဖုံနဲ့စိတ်ထောင်းကိုကျင်နဲ့မိသားစုရဲ့စာဝန်ကြီးအတွက်ဒုက္ခတွေကိုခါးစိတ်ခံရပါတော့တယ်ခင်မုန်းဖြစ်တဲ့သူမြမဘိန်းတော်စိတ်နဲ့တခြားစိတ်မျိုးစုံနဲ့ကုသရဲဆိုပေမဲ့မတက်တာပဲနဲ့နေဦးလာစားလောက်ရစားနဲ့အချိန်လေးတစ်ဖြည်းဖြည်းနဲ့တော့ကုံဆုံးတော်လာခဲ့တာဒါဖြစ်သူထုံလို့ကမူရမိုက်မိုက်ရကနေ့ ပိုလို့ပိုလို့တော့မှစုံရလာပါတော့တယ်။တရွာရင်းနေရဲ့မိဝိုင်းအချိန်ချင်းပိုးပန်းလာခဲ့ပေမဲ့မထူချလာတာကြောင့်တငယ်ချင်းရောင်းရင်းနေရဲ့စကောင်းနိုင်အောင်ပြီးတော့မိဝိုင်းကိုအတင်အတမအလုံးမတူပဲနဲ့ခိုးယူပေါင်းတင်မာတော့တယ်။မိဝိုင်းအမေကတော့သဘောထားကြည့်ရသူပြီပြီ။သူ့သမီးကိုပြန်အပ်ပြီးတော့မိသားဖသားပြီပြီ။အချင်းလေးများဖြစ်နေပေါင်းတင်ဖို့အတွက်ဒေါ်ရင်သိန်းကိုနားချစေခဲ့ပါတယ်။ဒေါ်ရင်သိန်းကတော့ခင်မွန်းဖြစ်တဲ့သူဟာတမျိုး၊တာဖြစ်တဲ့သူဟာတမျိုးနဲ့စင်စားကအရေးကြီးပြက်လာခဲ့ပြန်မာတော့တယ်။ နောက်မကြခင်မှာတော့ထုံလူနဲ့မိဝိုင်းတို့ရွာကိုပြန်ရောက်ခါမိဝိုင်းအမိပြောတဲ့အတိုင်းပဲကြေရွာတလီနဲ့အညီမင်္ဂလာဆောင်ပေးလိုက်ပြီးရတဲ့အမြတို့ရင်တရားတာဖြစ်တဲ့သူမျက်နာမငယ်ရအောင်နွားတရှက်နဲ့လဲအင်္ဂါအေကောင်လက်ဖွဲ့ပေးပြရတဲ့တပြိုင်နဲ့မိဝိုင်းကမိဘရင်းနဲ့မခွဲနိုင်ဘူးလို့ဆိုတာကြောင့်ထုံလူခမရရောင်နောက်ဇတုံးပါဆိုတဲ့စကားနဲ့စန့်ကျက်ဘက်ဇတုံးနောက်ကိုရှောင်ပါခဲ့ရပါတော့တယ်ထုံလူဟာမိဝိုင်းနဲ့အိမ်ထောင်ကြပြီးရဲ့နောက်မှာတော့စိုးခဲမိုက်ခဲ့သမျှတွေက အခုတော့လူလိမ်မာလေးဖြစ်ကိုပြောင်းလဲသွားခဲ့ရဲဆိုပေမဲ့ဒေါ်ရင်သိန်းနဲ့ဦးစိန်မောင်ထံမှာတော့ရှောင်းလို့တော့ရှောင်းမလာခဲ့ပါဘူး။တနေ့ဦးစိန်မောင်ရဲ့ဇနီးဖြစ်သူဒေါ်ရင်သိန်းကတော့မျိုးရဲသွားနေတဲ့အခါမှာခင်မိုးဖြစ်သူယောဂဝေဒနာပျောက်ကင်းစေဖို့အတွက်ဘေးရင်တွက်ချက်ကြည့်လိုက်ရမှာတော့သူ့ရဲ့ခင်မိုးဖြစ်တဲ့သူကပြန်ကောင်းလာနိုင်တယ်လို့ဟောလိုက်တာကြောင့်ဒေါ်ရင်သိန်းခမညှော်လင့်ချက်ရောင်းကြည့်လိမျက်နှာပေါ်မှာလင်းလက်သွားပြန်မာတော့တယ်။တန်ဖြူချောင်းရွာလေးကိုပြန်ရောက်တဲ့အခါမှာတော့ခရီးမဆိုင်ခင်မိုးဖြစ်တဲ့သူခမညာ စိတ်ဖောက်ပြန်ပြီးတော့တန်ဖြူချောင်းနဲ့ကိုခုံချလိုက်ကရွေနေနေအောင်မြင်တော့တာဖြစ်သူထုံလို့ရဲ့တငယ်ချင်းတွေရဲ့ဝိုင်းဝန်းကူညီမှုကြောင့်ပဲဦးစိန်မောင်ခမမတေကောင်းမပြောက်ကောင်းအသက်ပေးရနေလက်တလုံးတသားနဲ့လွမြောက်ခဲ့ပြန်ပါတယ်။နောက်တစ်ပတ်လောက်လဲကြာရောဒုံရင်သိမ့်တဲ့ဦးစိန်မောင်တို့ဇနီးမောင်နဲ့ကစိတ်ပြေလက်ပြောက်လောကမာရဇိန်ဖျားကိုအလဲသွားရင်းနေပဲအဲ့ဒီဖျားမှာလောကီကျင်းစိန်ကိုကျင့်ကြံနေတဲ့ဆရာတအိုးဖြစ်တဲ့သူနဲ့စိတ်စိတ်မြတ်မြတ်တွားတွေ့ခဲ့ပါရယ်။အဲ့ဒီဆရာကြီးရဲ့နာမည်ကတော့ဘာတိုက်ဖြစ်ပါရယ်။ တော်ရင်တရားဆရာကြီးပါတဲ့ကိုဦးစိတ်မောင်ရဲ့ဖြစ်ကြောင်းနဲ့ကုံစင်ပြပြလိုက်တာကြောင့်ဆရာကြီးကလက်ခုံတွေကိုဆက်တာခြေထောက်တွေကိုမြှောက်လိုက်ချလိုက်နဲ့ဆက်စေးဓာတ်တွေကိုရှာဖွေခဲ့တယ်ဆိုပြီးမှရှာမတွေ့ခဲ့ပါဘူး။အဲ့ဒါနဲ့ဆရာကြီးပါတဲ့ရလေးတော်တော်လေးကိုစဉ်းစားပြီးတော့တော်ရင်သိခင်များမှာစစ်မယ်ဆိုပြီးတော့ဆရာကြီးပါတဲ့ကအတွင်းရဲ့အပြင်းအနေချုပ်ထားဆိုင်သူမလာစေနဲ့လို့ဆိုကညာလက်ကိုတော်ရင်သိကောင်းပေါ်ကနေမိုးပြီးတော့ဘယ်ဘက်လက်ညုံနဲ့ဆက်ဖြတ်လိုက်တာကြောင့်တော်ရင်သိကိုစစ်တော့ ။အရင်နောက်ဘက်မှာရှိတဲ့ Rotting Court ထဲမှာဒေသစီစနစ်တကြနဲ့စီမံထားတဲ့အခိယရွှေလုံးအင်တချက်ကိုစစ်စစ်တွေ့ရှိတော့ထပ်မံစစ်ကြည့်လိုက်ရမှာတော့ဦးစိန်မောင်အပင်သိန်းကတိုက်ထားတော့တွေ့လိုက်ရတယ်။ဆရာကြီးဘာသိက်ကဖေယားအနီးနားမှာရှိတဲ့ရေဝတရားရေစင်တစ်ခုဒေါ်ရင်သိန်းကိုခက်ခန်းလိုက်ပါတယ်။ဒေါ်ရင်သိန်းရခက်ပြီးပြန်လာမှာတော့ဦးစိန်မောင်ရဲ့ဦးကောင်းပေါ်မှာလက်ဖွားတင်ကဟဲ့မူလာပြန်စမ်းငါဆရာရှင့်မကောင်းမိတ်စာအခုချစ်ချင်းဆွေရင်အတိုင်းရောက်လာစမ်း ဒီလိုအမိတ်ပြန်လိုက်တာကြောင့်ဦးစိတ်မောင်တို့မိသားစုမလုံမုံထပြုတ်လောက်ခဲ့တဲ့အောင်လန်းဆရာကြီးဦးမှုဒရာပူကက်ဝင်ရောက်လာခဲ့ပါတယ်။ဆရာကြီးဘာတိုက်ကဦးစိတ်မောင်ထက်ပူကက်ဝင်ရောက်လာတဲ့အောင်လန်းဆရာကိုဖျားရှခုခိုင်းတာပေကက်ကက်လုံနေရကြောင့်စင်ပိုင်ကအနောက်ကနေနင်းချလိုက်ဆိုတာကြောင့်ဦးစိတ်မောင်ပူကက်နေရဲ့အောင်လန်းဆရာကြီးမှုဒရာဆိုရင်တော့ရှိတ်ကိုငါးဆိုင်ကျသွားပါတော့တယ်။ဆရာကြီးဘာတိုက်ကကျိုးပိုင်ကမလုံနိုင်အောင်ချုပ်ထားခိုင်းတာအောင်လန်းဆရာကြီးဖြစ်တဲ့မှုဒရာကိုအမျိုးမျိုးအမိန်ပေးစိတ်ခိုင်းတာကြောင့် အောင်လန်းဆရာကြီးကမခံနိုင်တော့တဲ့အဆုံးမှာသူ့ပြုထားသမျှဝင်ခဲရပါတော့တယ်။အဲ့ဒီနောက်မှာတော့ဆရာကြီးဘတ်တိုက်ကမိလိုက်ပါတယ်။မင်းရဘာကြောင့်ဦးစိန်မောင်တို့မိသားစုဒုက္ခပေးရလဲ။ဒီလိုမိလိုက်ရမှာတော့အောင်လန်းဆရာကြီးဦးမုဒရာလွန်ခဲ့တဲ့ငါးနှစ်လောက်တော့ဦးစိန်မောင်ကကျုံနဲ့အတူဘဘဲရွာမှာအင်မတန်လှပပြီးတော့ခွန်အားကောက်နေတော့ဝယ်ဖို့အတွက်နွားပိုက်ရှယ်တန်ရောက်လာကြပြီးတော့မှာဦးစိန်မောင်ကနွားကာလာတံပိုးထက်အစမတန်ပေးဝယ်ခဲ့ပြီးတော့ကျုပ်ကိုမချေမငံနဲ့ ဘဘဲရွာသားရွှေမှာအဆက်တကွဲဖြောင်းပြုတ်လုခဲ့တယ်။အဲ့ဒါနဲ့ဦးစိန်မောင်ကတားဖြစ်တဲ့သူနဲ့တန်ဖြူချောင်းရွာအပြန်မှာသူတို့ကိုရွာထိပ်ကတစ်ပင်ကြီးအောင်မှာပုံပြီးကျုပ်ဆောင်နေခဲ့တယ်။သူတို့တားပြေးနေမှာတော့ဦးစိန်မောင်ရဲ့ခြေရာနဲ့နှွားခြေရောင်တီးကြစီထုတ်ပြီးပြန်လာခဲ့လိုက်တယ်။အင်ဂျင်ရောက်ပြီးတော့လောက်ကညာတညတုတ်တံမှာဦးစိန်မောင်ရဲ့ခြေရာနဲ့နှွားခြေရောင်ရောပုံနကဘလူးမော်နဲ့အစိမ့်တည့်ရမော်တို့ပေါင်းတိုက်လိုက်တယ်။မကြခင်မှာပဲဦးစိန်မောင်နှွားလေးပြောက်ယူလဲယူဖြစ်ရပြီလေ။ ်အမှန်တော့ကျုပ်စိတ်မောင်းအသေးလောက်တာပါဆရာကြီးဘာတိတ်ကပြည့်ရဲ့အလွန်ကြောပါပြောဉာဏ်ပညာထက်မြတ်တာကြောင့်လက်ဦးသွားလို့ကျုပ်ရှုံးသွားတာပါဒီလိုအောင်လဲဆရာကြီးမှုတော်ဝန်ခံလိုက်ပါတယ်ဒါဆိုရင်တော့စိတ်မောင်းအပင်းသွင်းတာရောဘယ်သူလောက်တာလဲကွာဘာတိတ်ကထမေးလိုက်ပါတယ်မှန်မှန်ပြောတော့ဦးမှုတော်အမှန်တိုင်းပဲဖြေလိုက်တာတော့ဦးစိတ်မောင်းလောက်တာမဟုတ်ပါဘူးသူသားဖြစ်တဲ့သူထုံးလို့လှုပ်လိုက်တာပါဆရာကြီးပါတိုက်ကဘလို့လောက်ခင်ရလဲလို့မိတော့ကျုပ်တန်ဖြူချောင်းကဖုန်းကြီးချောင်းကထင်လာတဲ့အချိန်မှာ ။ဦးစိန်မောင်ရဲ့သားဓမာယုံထဲမှာထမင်းစားနေတဲ့အချိန်ဝတ်သားဟင်းနဲ့အဝေးကနေအပင်လှန့်ထည့်လိုက်တာ။ဦးစိန်မောင်သားကံကောင်းချင်တော့ဝတ်သားဟင်းကိုမစားဘဲနဲ့လက်ဖက်တုံးနဲ့ထမင်းစားနေရကြောင်းလွတ်မြောက်သွားတဲ့ဆိုပေမဲ့ဦးစိန်မောင်ကဝတ်သားဟင်းကြိုက်တဲ့တုပ်ပီးပြီးတဖန်ဝိုင်းချထားတဲ့ဝတ်သားသုံးသက်သားဟင်းကိုမှယူပြီးတော့စားလိုက်တာဆိုတော့အခုလိုဖြစ်သွားတာပါ။ဒီလိုအောင်လဲဆရာကြီးဦးမှုတော်ဝန်ခံလိုက်ပါတယ်။ဆရာကြီးပါတဲ့ကအောင်လဲဆရာကြီးကိုမင်းလောက်ထားတဲ့ပညာရည်ကြီးမှန်တယ်များဦးစိန်မောင်နဲ့သူတို့ပိုင်ဆိုင်ထားတဲ့ဥစ္စာပစ္စည်းပါမကျဲ အတိုက်မှန်သမျှအားလုံးပြန်သိမ်းပြီးပါဒီလိုဆိုအောင်အောင်လဲဆရာကြီးဦးမှုဒရာပညာဆက်တွေပြန်သိမ်းလိုက်တာကြောင့်ဦးစိန်မောင်ခမတတော်ကြီးတက်တာကလူကောင်းပကတိတိုင်းပုံမှန်ပြန်ဖြတ်သွားပြန်တော့မှာတော့ဆရာကြီးဘာတိုက်ကအောင်လဲဆရာကိုနောင်နောင်ဒီလိုထမနှောက်ရွှဲစေဖို့ဝင့်ခဲကတိသက်စာယူတိုက်ခါအောင်လဲဆရာကြီးမူဒရာပြန်ထုတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဦးစိန်မောင်နဲ့မရင်တိန်တို့ဇနီးမောင်နဲ့ဆရာကြီးဘာတိုက်ကိုဦးချကတော့ဟာတိုင်ဖြူချောင်းရောက်ကိုပြန်သွားခဲ့တာလည်းဖြစ်ပါတယ် ဗီဒီယိုလေးကိုအခုလိုအဆုံးထိကြည့်ခဲ့ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ရက်ကျမှလည်းဘလိုမျိုးအကြောင်းအရာတွေကိုတင်ဆက်ပေးအောင်လဲဆိုတော့စောင့်မျှော်နှားဆင်ဖို့ပြောချင်ပါတယ်ရှင်။